ခုတင်ဆက်ပေးမယ့်သတင်းကတော့ပွဲမထိန်တဲ့လို့ငားမဆုံးဆုံးနေတယ်လို့မန်နီပြပြကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ် မန်နီပြအင်မိုရင်ကပွဲတော်ထိကျုံမှုကစားတဲ့အကြောင်းအင်ဝင်ပွဲစဉ်နှပွဲမှာ၅မိုင်တိဆုံးရှုံးခဲ့လို့ပြောကြခဲ့ပါတယ်။ဝက်ဆန်နဲ့တကူတေးကြခဲ့တဲ့ပွဲပြီးမှအင်မိုရင်ကမန်ယူကစားသမားတွေဟာပွဲတပွဲကိုဘယ်လိုထိကျုံကစားမလဲဆိုတာကိုသူကြည်ကြည်တင်ကြားပေးထားခဲ့ပေမဲ့နားမလည်ဘူးဆိုတဲ့သဘောပြောကြခဲ့တာပါ။အင်မိုရင်ကကျွန်တော်တို့အမြင့်ဘောတွေကိုထိကျုံတဲ့အပိုင်းမှာလိုချင်သလိုမဖြစ်ခဲ့ပါဘူး။ပြန်မဲ့ကိုပေါက်ရှိတဲ့ရှယ်မှာကျွန်တော်တို့ကစားသမားတွေအများကြီးရှိနေပေမဲ့ပွဲကိုဘယ်လိုထိကျုံကစားမလဲဆိုတာနားမလည်ခဲ့ပါဘူး။ဒီတော့ဥစားငွေရတယ်ဒုတိယကိုရဖို့အခွင့်အရေးတွေထည့်ရတယ် ယ်။ဒါပေမဲ့ပွဲရုံမထိန်းတဲ့တာကြောင့်ရှစ်ပါကိုပြန်နေခဲ့ရပြီးတော့တည်ကြခဲ့ရပါ။ဒါဟာတော်တော်ဆေးပြက်စရာကောင်းတဲ့လို့ဒေါသလိုက်ထွက်မိပါတယ်။အင်ဝင်းတစ်ပွဲဆက်ပွဲကိုမရှုံးထုတ်တတ်တာကြောင့်ငါးမနစ်နာခဲ့ရဖြစ်ပါတယ်လို့ပြောချခဲ့ရပါ။အီမိုရင်ကအေဗာတန်ကိုလူတယောက်အသာနဲ့မိနစ်80လောက်ကစားခဲ့ရပြီးရှုံးနေခဲ့ရတယ်လို့ဝက်ဆမ်ကိုလည်းတိကျချခဲ့တာကြောင့်ငါးမနစ်နာခဲ့ရလို့ပြောချခဲ့ရပါ။ဒီတဲ့လေးကိုတော့ညင်းကြောင်ပါပြီးပို့လာပါ။